နိုဝင်ဘာ16ရက်နေ့အတွက်နောက်ဆုံးရရှိတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကမ္ဘာနဲ့တရက်မြို့နယ်တို့မှာ PDF တပ်ဖွဲ့ကအရေးယူစစ်ဆေးနေပြီးခီးတွားပြည်သူများကိုလုံခြုံရေးသတိပြုကြရန်တိုက်တွန်းမြစ်တာရက်ခန့်စစ်တပ်ကစစ်ကြောင်းထုတ်မှုများစက်တိုက်လှုပ်ဆောင်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းတရက်ပြည်ကမ္ဘာမြို့နယ်နဲ့တရက်မြို့နယ်လမ်းပိုင်းများမှာ PDF တပ်ဖွဲ့ကလုံခြုံရေးစစ်ဆေးပြီး ခီးသွားလာရမှလုံချုံရင်သတိဖြင့်သွားလာကြရင်တိုက်တွန်းပြောဆိုခဲ့ကြောင်းတရခရံအမှတ်လေးတည့်ရင်မှသတင်းနဲ့ပြန်ကြားရေးတောင်းဝန်ကကိုမြတ်ကပြောဆိုပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်ခန့်ကစတင်၍ပြည်သူကာကွယ်ရေးတပ်မတော်အမှတ်လေးတည့်ရင်စစ်ရေးလှုပ်ရှားရာတရမျိုးနဲ့ကံမမျိုးနဲ့အတွင်းရှိလမ်းပိုင်းများ၌ခီးသွားပြည်သူများလုံချုံရင်အရစစ်ဆေးခြင်းနဲ့ခီးသွားလာရမှာ လိုအပ်တဲ့သတိပြုရမယ့်အချက်များကိုပြောဆိုရှင်းလင်းမှုများကိုတရက်ခရိုင်အမှတ်လေးတည့်ရင်မှရဲဘော်များကလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။တရက်မျိုးနယ်နဲ့ကံမမျိုးနယ်အဲ့ဒီဘက်တွေစီမှာလှုပ်ခဲ့တာအဓိကတော့မြို့ချင်းဆက်လမ်းပိုင်းတွေမှာပေါ့ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်ကစပြီးတော့လှုပ်ခဲ့တာမျိုးပါအဓိကဒီလိုလှုပ်ရတာကပြည်သူတွေကိုကျွန်တော်တို့က ပြောပြရှင်းပြကျင်တာပေါ့အတိပေးကျင်တာတွေပေါ့အခုလက်ရှိခီးသွားပြည်သူတွေအုံပြုတ်နေတဲ့လမ်းပိုင်းတွေကိုသွားလာရမှာတိုက်ပွဲတွေဖြစ်နေတာရှိမယ်နောက်ပြီးတော့စစ်ကောင်စီဘက်ကလည်းစစ်ကြောင်းထိုးနေတာတွေရှိမယ်လက်နက်ကြီးနဲ့ပြစ်နေတာတွေရှိမယ်အဲ့ဒါတွေကြောင့်ခီးသွားလာတဲ့အခါမှာစစ်ရေးသတိသွားလာကြဖို့လက်နက်ကြီးတန်တိုက်ပွဲတန်တွေကြားတဲ့အခါမျိုးမှာလုံကြုံရဘက်ကိုပြန်လှည့်ဖို့လုံကြုံတဲ့နေရာတွေမှာနေကြဖို့အဲ့ဒီလိုမျိုးတွေအထူးကရှင်းလင်းပြသခဲ့တယ်လို့တရက်ခရိုင်အမှတ်လေးတက်ရင်မှ တရင်နဲ့ပြန်ကြားရေးတာဝန်ကကိုမြတ်ကပြောဆိုပါတယ်။ရေတို့ကာကွယ်ရေးတပ်မတော်တရက်ခိုင်စစ်ဌာနတရက်ခိုင်အမတ်လေးတပ်ရင်းနေဖြင့်စစ်ရေလှုပ်ရှားရဒေသအတွင်းရှိလမ်းပိုင်းများ၌ခီးတွားပြည်သူများလုံခြုံရေးအရစစ်ဆေးဆောင်ရွက်မှုများလှုပ်ဆောင်ရရှိပြီးခီးတွားပြည်သူများနေဖြင့်ယုံကြည်စွာစစ်ဆေးခံခြင်းဖြင့်ပူးပေါင်းပါဝင်ကူညီပေးကြရန်တိုက်တွန်းထားပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဖအံရောက်ကျမ်းမင်းအောင်လည်းသတင်းပေါက်ကြားမှုနဲ့လုံခြုံရေးရှိနေကြောင့် အစီအစဉ်တချို့ဖြတ်သိမ်းပြီးညမအိတ်ဖက်မော်လမြိုင်တို့ရဟယင်ဖြစ်ထွက်ခွာညအိတ်ဆွဲသတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖအံမြို့နယ်မှာရောက်ရှိနေတဲ့ကျမ်းမတ်မင်းအောင်လိုက်မှာခီးစဉ်သတင်းပေါက်ကြားမှုနဲ့လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေများကြောင့်ဖအံမှာညမအိတ်တော့ပဲမော်လမြိုင်တို့ရဟယင်ဖြစ်ထွက်ခွာသွားပြီးအရှိတိုင်းစစ်ဌာနချုပ်မှာညအိတ်ခဲ့ကြောင်စစ်တပ်သတင်းရင်းမြစ်တချို့ထံမှတရှိရပါမယ်။ဂျမန်နေ့နိုဝင်ဘာလ15ရက်နေ့ဖအံမြို့တို့ရောက်ရှိနေတဲ့အကြမ်းမင်းအောင်လိုက်မှာ အအမခါနာဆိုင်ရာတွေးဆုံပွဲနဲ့လှုပ်ဆောင်ခဲ့ပြီးတဲ့လူငယ်စင်တာနဲ့ဇွဲကပင်မိုးလုံးလေးလုံးအကားသားကွင်တိဆောင်မှုကိုတွားရောက်ဆစ်ဆေးခဲ့ကြောင်းမူလအစီအစဉ်ဖြစ်တဲ့ပန်တက်နဲ့တွေးဆုံပွဲနဲ့ကောင်းကလေးဆစ်ဆေးုံတွားရောက်မဲ့အစီအစဉ်များကိုဖျက်သိမ်းခဲ့ကြောင်းအဲဒီအနောက် ပအံမှာညာမအိတ်တော့ပဲရန်ရင်ဖြစ်မော်လမြိုင်တို့ထွက်ခွာကအရှိတိုင်းစစ်ဌာနကျောင်းမှာညာအိတ်ခဲ့ကြောင်းသိရှိရပါတယ်ပအံမှာတက်နယ်တွေ့ဆုံပွဲနဲ့စစ်စေးယုံကိုတွားမဲ့အစီအစဉ်တွေမလောက်တော့ပဲလုံကြုံရင်းရှိနေကြောင်းဖြတ်သိမ်းတာရှိတဲ့ပအံတက်နယ်တွေတွေ့ဆုံပွဲနဲ့တောင်ကလေးစစ်စေးယုံတွားပြီးဒန်ရရတက်မရော်သားတွေကိုတွေ့မဲ့အစီအစဉ်ကိုဖြတ်သိမ်းလိုက်ရတယ်ခရီးစဉ်သတင်းကြိုတင်ပေါက်ကြားလို့စစ်တပ်သတင်းရင်းမြစ်ကပြောဆိုပါတယ်ဂျမန်နေ့ညနေ9:00အချိန်မင်းအောင်လိုက်မှာ အဲမမော်လမြိုင်တို့ရမ်းရင်ဖြစ်မော်လမြိုင်လေသိတို့ရောက်ရှိလာကြအဲဒီနောက်မော်လမြိုင်ကန်းနာလန့်ရစေးတို့တွားရောက်ခဲ့ပြီးကြိုက်တလန်ဖျားပုခဲ့ကြောင်းယနေ့ညနေပိုင်းမော်လမြိုင်မှာရှိတဲ့ပြည်နယ်ခမ်းမမှာအကြမ်းမင်းရအောင်နိုင်ကဌာနဆိုင်ရာတွိတ်ဆုံပွဲနဲ့အရှိတိုင်းစစ်ဌာနချုပ်တက်နယ်တွိတ်ဆုံပွဲပြုလုပ်မိဖြစ်ကြောင်းတွင်ရရှိပါတယ်နော်နောက်ဆုံးတွင်တပုတ်နေ့ အေကယာယီစုပ်ခွာပေးလိုက်တဲ့၆ဖြူမင်းပြင်းရွာရေဒါဆက်စကန်မှာဝါရပြန့်ဓာတ်ပုံရိုက်ကိုရစစ်တပ်ကပြင်ဆင်နေစေ။အေပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲရစစ်သားအများပြတ်တိတ်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်၆ဖြူမြို့နယ်မှာအေကယာယီစုပ်ခွာပေးလိုက်တဲ့၆ဖြူမင်းပြင်းရွာရေဒါစကန်မှာဝါရပြန့်ဓာတ်ပုံရိုက်ကိုရစစ်တပ်ကပြင်ဆင်နေစေ။အေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲရစစ်သားအများပြတ်တိတ်ဆုံးသွားကြောင်းအေစီရီသတင်းရင်းမြစ်ကပြောဆိုပါတယ်။လောဘဘာရ၁၄ရက်နေ့ အာရခတ်တတော်အေးတိမ့်ပိုက်ထားတဲ့ကြောက်ဖြူမြို့မင်းပြရွာရေဒါစကန်ကိုကျမ်းဝက်စစ်ကော်မရှင်များကအင်အားလုံးရင်းဖြင့်စစ်ကြောင်းထုတ်တိုက်ခိုက်လာကြောင်းအဲ့နောက်အေးအေးကမင်းပြရွာစကန်မှာယာယီစုပ်ခွာပေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရာယူသွားကြောင်းထို့သောမင်းပြရွာစကန်ကိုစစ်တပ်ကရရှိပြီးတဲ့နောက်ဝါရဖြန့်ကပ်ပုံရိုက်ကူးရန်အတွက်စစ်သား20ကျော်ကပြင်ဆင်နေခဲ့ကြောင်းအဲ့ဒီအချိန်အေအေကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရမင်းပြရွာစကန်အတွင်းရှိဝါရဖြန့်တပ်ပုံရိုက်ကူးရန်ပြင်ဆင်နေတဲ့နေရာသို့ တဲ့တဲ့ကြားရောက်ပောက်ကွဲသွားကြအောင်အဆိုပါပောက်ကွဲမှုအတွင်းစစ်သားအများပြတိဆုံသွားကြောင်းသိရှိရပါတယ်အဲဒီမြင်းပြားပြရေဒါစကန်ကိုအေကတင်ထားတာအင်အားနည်းငယ်ပဲရှိတယ်အဲဒါကိုစစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြီးပြန်ဆုတ်ပေးလိုက်ရတယ်အဲ့ဒါကိုစစ်တပ်ကမနေ့ကဝါရဖြန့်တပ်ပုံရိုက်ဖို့လုံနေတော့အေအေကလက်နက်ကြီးနဲ့ပြစ်လိုက်တာအကုန်ကြွကုန်တယ်လို့စစ်ရဲသတင်းမြစ်ကပြောဆိုပါတယ်။မင်းပြင်းရွာစကမ်းမှာလက်နက်ကြီးခြောက်ပောက်ကွဲမှုကြောင့်ချမ်းဘက်စစ်သားအနည်းဆုံး တဲ့ဥက္ကံတိတ်ဆုံးနိုင်ပြီး24ဦးတိတ်ဆုံးနိုင်တယ်လို့လည်းသတင်းများကြားသိရတော့လည်းအကိကြောက်ကိုအတိမပြုတ်နိုင်သေးဘူးလို့ပြောဆိုပါတယ်။ကြောက်ဖြူမြို့နယ်အတွက်ကျေးရွာများစုပါအေအေကနေမြေစိုးမိုးထားပြီးစစ်တပ်ကရေတပ်နဲ့မြို့ပေါ်အရှိဆိုင်တပ်များမှသာနေရာယူထားရမှာကြီးရွလေအင်အားသုံးပြီးတံပြန်ထိုးစစ်များပြုတ်လုနေခြင်းဖြစ်တဲ့အေအေကရခိုင်ပြည်နယ်အတွက်2023ခုနှစ်ရောဝင်ပါလ23ရက်နေ့မှာစတင်တာမြို့တိုင်းတိုက်ပွဲဆင်နေွက်ပြီးလက်ရှိမှာ တန်တော့ရံပြေဘူတိတော်ရတိတော်ပုံနာကျွတ်ကြောက်တော်မင်းပြမြောက်ဦးမြေပေါ်ပေါတော်မောင်းတော်အန်တောင်ကုတ်ခွားတို့ကိုတိမ့်ပိုက်ထားပါတယ်ထို့ပြင်ရှင်းပြည်နယ်ပလောက်မြို့ကိုလည်းအေကတိမ့်ပိုက်ထားပါတယ်အေကရခိုင်ပြည်တပြည်လုံးတိမ့်ပိုက်နိုင်ရန်အတွက်လက်တကန်းသာလိုတော့ပြီးထိုးစစ်များအစိမ့်မြင့်တင်လျက်ရှိကြောင်းအေကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်မြောက်